ဟယ်လိုမင်္ဂလာပါကျွန်းနာမည် Boys ပါဒီကနေ့တွေ့လွတ်လပ်သောအတွေးခေါ်နှင့်ဘဝရဲ့တက်ဆိုင်သောအကြောင်းအရာများထဲကနေပြီးတော့နိုင်ငံရေးရဲ့ဆိုးရွားချက်တွေနဲ့ဒီမိုကရေစီလမ်းစဉ်တွေနဲ့ကိုလိုနီစနစ်ရဲ့ကျန်းမာမှုတွေကိုကျွန်တော်တို့ရဲ့နိုင်ငံရေးရဲ့အမှောင်ဘက်ဒီမိုကရေစီရဲ့ခက်ခဲကြမ်းတမ်းတဲ့လမ်းစဉ်နဲ့ကိုလိုနီစနစ်ရဲ့ကျန်းမာမှုတွေစဉ်းစားဆွေးနွေးကြည့်ကြရအောင်ကျွန်တော်တို့ဘဝမှာကျွန်တော်တို့နားမလည်နိုင်တဲ့နိုင်ငံရေးတွေကိုကျွန်တော်တို့ရောနောက်မျိုးဆက်တွေမှာပါ နိုင်ငံရေးကိစ္စတွေကိုဘူးတူတာတစ်ခုအနေနဲ့နားလည်ထားဖို့တော့လိုလာပြီဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့လက်ရှိခံစားနေရတဲ့ဝေဒနာတွေကြောင့်ဆိုရမှာပဲ။ Now generation တွေမှာဒီနိုင်ငံရေးကိစ္စတွေကိုနားမလည်ဘူးဆိုရင်အခုလိုမျိုးကျွန်တော်တို့တွေကြောင်ပိတ်ခံရမယ့်အဖြစ်တွေကြုံရအောင်ပါ။ဒါကြောင့်မလို့ဒီလိုဖြစ်နေတဲ့နောက်နောက်မကြုံရလေအောင်နိုင်ငံရေးရာအကြောင်းအရာတွေကိုဘဝထဲမှာနားလည်ထားဖို့တော့လိုအပ်လာတယ်။နိုင်ငံရေးဟာလူပေါင်းတစ်ခုလုံးပေါ်လွင်အောင်ပြောင်းလဲနိုင်တဲ့အာဏာရှိတယ်။အာဏာရှင်စနစ် အာနာကိုလွဲသုံးစားလုပ်တဲ့ခေါင်းဆောင်နဲ့တောင်ဝမရှိတဲ့ဇနစ်များကြောင့်လူတွေဟာအကျန်းခံကြရတယ်။တိုင်းပြည်တပြည်မှာအများပြည်သူရဲ့အတန်ကိုမကြောက်ဘူးတဲ့အချိန်အုပ်ချုပ်သူတွေရဲ့အလိုတော်နဲ့စီးမင်းစည်းကမ်းတွေတတ်မှတ်လာတဲ့အခါလူပောင်တစ်ခုလုံးမှာအမောင်တဲသို့ရောက်သွားတယ်။အဲ့ဒါဟာအာနာရှင်ဇနစ်တွေဖြစ်ပြီးတော့အဖွဲ့စည်းတွေရဲ့ PR ပေးမှုတွေနဲ့နှိမ့်ဆက်ခြင်းအရာတွေလည်းဖြစ်လာတယ်။လူပောင်တစ်ခုလုံးကိုဘလို့ထိခိုက်နိုင်တယ်လဲဆိုတာကိုကျွန်တော်နားလည်သလောက်နဲ့အကုန်နားလည်အောင်ရှင်းပြပေးမယ်။အာနာရှင်ဇနစ် လူတို့ရဲ့အတန်နဲ့ပြောခွင့်မရှိတော့တဲ့အုပ်ချုပ်သူတဦးတည်းအုပ်ချုပ်မှုအဖွဲ့အစည်းတစ်ဖွဲ့တည်းနိုင်ငံတစ်ခုလုံးကိုအုပ်ချုပ်စီမံခန့်ခွဲတာတည်င်းလွတ်လပ်မှုတွေဖျက်ဆီးပြီးမီဒီယာတွေကိုပါထိန်းချုပ်ခံထားရပြီးတော့မှပြည်သူတွေကိုကြောက်အောင်ဖန်တီးပြီးသဘောထားတွေပြုတ်မှုတွေကိုစက်ကျင်ကြောင့်ဆန်တော့ပြတဲ့ဟာတွေကိုလည်းသူတို့ကတားမြစ်ထားတယ်လွတ်လပ်ခွင့်မရှိဘဲနဲ့အကြောက်တရားနဲ့အုပ်ချုပ်ပြတဲ့ဇနစ်တစ်ခုကိုခေါ်တာဥပမာမြန်မာနိုင်ငံအပါဝင်နိုင်ငံတခြားနိုင်ငံတွေထဲမှာဘာလီအင်အားသုံးပြုပြီးတော့မှ ထောင်ပန်းခံရမှုတွေများစွာဖြစ်ပွားလေရှိရဲတိုင်းပြည်တွင်းမှာအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ဖိဆန်မှုတွေမူဝါဒတွေနဲ့ပြည်သူတွေရဲ့အကျိုးကိုမထောက်ပံ့ပဲကိုယ်ပိုင်အကျိုးအတွက်ချမှတ်ထားတဲ့မဲရွေးကောက်မှုတွေမှာလိန်လဲတာတွေမဲပေါင်းမှုတွေမှာအတုလောက်တာတွေဖြစ်တတ်တယ်ကျွန်တော်တို့နိုင်ငံမှာတော့ပြည်သူတွေလက်မခံလို့ဖြစ်လာတဲ့အကျိုးဆက်ကဒီမဲသမားမှုဆိုတဲ့ခေါင်းစဉ်ကြီးကိုအကြောင်းပြုပြီးတော့နိုင်ငံကိုပဲဖျက်ဆီးသွားတာညီမချင်းမရှိတော့တဲ့အစိုးရတွေကြောင့်ဖွံ့ဖြိုးတိုးတက်မှုတွေရပ်တန့်လိုက်ရတယ် အဲ့ဒါအမှန်နိုင်ငံတစ်ခုရဲ့ရန်တရားတစ်ခုလုံးရက်တန်းလိုက်ရတယ်လို့ဆိုလိုတာဥပမာတောင်အာဖရိကနိုင်ငံတွေနဲ့ယင်းနီမြုံနယ်မှုတွေနဲသွားတယ်ဆိုတာက ရှင်းလင်းမှုမရှိတဲ့နိုင်ငံရေးတွေကြောင့်ဖြစ်တယ်။ဆန္ဒပြသူတွေနဲ့နိုင်ငံရေးပြောင်းလဲလို့လူငယ်တွေကိုဖမ်းဆီးနှိပ်စက်တာတွေစွန့်စားမှုမရှိတော့တဲ့လူပောင်ချုပ်ချက်မှုတွေအောက်မှာပညာရေးတီထွင်မှုကဏ္ဍတွေကဆနှိပ်ကြလာတယ်။လူမျိုးရေးဘာသာရေးခွဲခြားမှု အဓမ္မဝါဒတွေကိုနိုင်ငံရေးအာဏာကိုအသုံးပြုပြီးတော့လူမျိုးတစုဘာသာတစ်ခုကိုဖိအားပေးတာအဲ့ဒီဝါဒတွေကိုနားလည်နိုင်အောင်လို့ကျွန်တော်တို့စ조사ထားဖို့တော့လိုတယ်ကျွန်တော်တို့အခုကြုံတွေ့နေရတဲ့နိုင်ငံရေးကိစ္စတွေမှာဒါတွေကိုနားမလည်ထားလို့စုံစုံရတဲ့အသက်တွေအများကြီးလူငယ်ဘဝတွေလည်းအများကြီးပေးဆက်ရတဲ့တံပိုးတွေလည်းပြန်ရမဲ့ system တစ်ခုကတေချာပေါက်တံမနေဘူးလို့ကျွန်တော်ခံစားရတယ်ဘာလို့လဲဆိုတော့ သူတို့ရဲ့အကြမ်းဖက်မှုကအောက်ကိုတိုးဝင်သွားပြီလို့ကျွန်တော်တို့လည်းလူငယ်တွေရဲ့ဘဝနဲ့တက်လန်းတွေအကုန်လုံးကဒီဘလူးတွေကနေပြီးတော့ဒီယုံမြင်လို့ဒီချုံထွင်ခဲ့တာဒီနိုင်ငံရေးမှုကတော့လမ်းစဉ်ကိုနားမလည်လိုက်လို့ဒီချုံကြီးကိုကောင်းကောင်းကြီးတွတ်တွမိသွားတာနောက်နောက်မှာတေချာပေါက်ရေးခင်းနေရှိလာဖို့မမျှော်လင့်ပေမဲ့တေချာပေါက်ကြုံလာခဲ့မှဆိုရင်ဒီလိုဆိုးကျိုးတွေကိုထမ်းပြီးရင်မဆန်ရလေအောင်အုတ်ချုံမှုရန်တရာမူဝါဒတစ်ခုလုံးကိုနားလည်ထားဖို့လိုတယ် ဥပမာအနေနဲ့ကျွန်တော်ပြောရမှာဆိုရင်ကျွန်တော်တို့လက်ရှိသုံးပြနေတဲ့ကွန်ပျူတာစနစ်တစ်ခုကို tens အနေနဲ့ပဲဆိုပါတော့အဲ့ဒီ tens ကိုမကြိုက်လို့တခြား tens ပုံစံတစ်ခုကိုတေချာပေါက် firmware အနေနဲ့ရေးပြီးတော့မှ system တစ်ခုလုံးတည်းကိုမကြိုက်တဲ့အပိုင်းကိုဖြတ်ထုတ်ပြီးတော့မှအစ်စ်ထွင်ထားတဲ့ tens ကိုထည့်ရတာအလုံးလုံးပုံတွေကတူတယ်အမြင်နဲ့သဘောတရားတွေအကုန်လုံးကကွဲလွဲသွားတယ် tens ကိုချိန်ဖို့ကလွယ်ပေမဲ့အဲ့ဒီ tens ရဲ့ firmware အစ်စ်ကိုဖန်တီးရတာကတော့မလွယ်ဘူးအဲ့ဒီပုံစံနဲ့ကျွန်တော်တို့နိုင်ငံရေးရာတစ်ခုကို အသက်တွေရောဘဝတွေရောထိခိုက်နေတာမျိုးတွေမရှိတော့အောင်ဇနစ်တစ်ခုကိုဖန်တီးပြပြီးတော့မှနောက်မျိုးဆက်တွေမှာသင်ငန်းစာတစ်ခုအနေနဲ့ပေးခဲ့ခြင်းတာနိုင်ငံရေးတွေမတည်ငြိမ်တာတွေကိုတကူကောင်းဆန်တဲ့တင်းမမှုတွေနဲ့စစ်ပွဲတွေပြင်းထန်ဖြစ်လာပြီးတော့မှတိုင်းပြည်တစ်ခုလုံးထိခိုက်နေတာမျိုးရဲ့လူထုဘဝတွေကိုအ ਨੇ ဆုံးရင်ဆိုင်ခိုင်းတာအဲ့လိုမျိုးနိုင်ငံတစ်ခုအတွက်ရေးကြီးတာကိုလူငယ်တွေအနေနဲ့အစမရောဘဲနဲ့တတိပြုတ်တက်ဖို့လိုအပ်တယ်မတက်မြောက်နိုင်တဲ့နိုင်ငံရေးကလူတို့ဘဝကြီးတစ်ခုလုံးကိုအနှိမ့်ဆုံးအခြေအနေထိ စွဲချနိုင်တယ်လူတိုင်းကလည်းတာဝန်ယူမှုနဲ့ပါဝင်ဖို့လည်းလိုအပ်တယ်ကိုလိုနီစနစ်ကလည်းလူပောင်နဲ့စိတ်ဓာတ်တွေကိုဖျက်ဆီးခဲ့တဲ့အရာတွေပါပဲတိုင်းရင်းသားတွေအများစုကကောင်းကျိုးကိုမခံစားရသလိုနှိတ်ချအတုံးချခံရတဲ့အဲ့ဒီစနစ်မှာအာနာရှင်လူတစုကလည်းဒီတေချာပေါ့ဒီလိုပုံစံနဲ့ပဲဖန်တီးကြတယ်ယနေ့ထိအဲ့ဒီစနစ်တွေရဲ့နောက်ကတဆင့်စီးပွားရေးနဲ့ပညာရေးတွေတိုးတက်မှုမှာတောင်သူတွေဖို့အများနဲ့နောက်ကျနေလေရှိတယ် အခုချိန်ကြီးကတော့အဲ့ဒီမျက်နှာဖုံးတွေရဲ့တက်တန်းတွေလည်းမကုံနိုင်သေးလို့ကိုရီးယားဘဝမှာကိုကိုတိုင်တာဝန်ယူမှုနဲ့အတူတတိထားပြီးတင်းကျပ်စွာစဉ်းစားဖို့လည်းလိုလာတယ်။ဒီနေ့ episode လေးကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်တယ်။နောက်တစ်ခါမှလည်းလူခွင့်ရေးနဲ့တိုင်းပြည်ရဲ့ဒီမိုကရေစီစနစ်တစ်ခုကိုကျွန်တော်တို့တူထပ်ပြီးတော့ဆွေးနွေးကြည့်ကြရအောင်။အားလုံးပဲ A channel ဘဝမျိုးပိုင်ဆိုင်ကြပါစေ။ကျွန်တော်ရဲ့ voice လေးတွေအဆုံးထိနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့။